တကယ်ကျမေရှင်များအားလုံးပဲမင်္ဂလာပါလို့နှုတ်ခွန်းဆက်ပါတယ်ဗျ။ဒါကတော့ကျွန်တော်ကလန်နာမူလေးပေါ့နော်။ကလန်နာမူလေးကျွန်တော်တို့ဆယ်ခွတ် site ဖြစ်ပါတယ်။ဆယ်ခွတ် site ကိုမှကျွန်တော်၃ခွက်ရွေးချယ်ပေးမယ်ပေါ့နော်။၃ခွက်ကကျွန်တော်တို့ brain နဲ့ဆက်ပြီးတော့ရွေးမှာဆိုတော့ကျွန်တော်နည်းနည်းလေးချဲလိုက်မယ်ပေါ့နော်။နည်းနည်းဝါသွားရင်နော်နည်းနည်းလေးတိခတ်ပေးပါဦး။ Okay ။ဒါလောက်ဆိုရင်တော့ရမှာတယ်နော်။ဟုတ်ပြီကျွန်တော်တို့ဒီမှာဘယ်ကစပြမလဲဆိုရင်ကျွန်တော်၃ခွက် site ပေါ့နော်။ သုံးကတ်ဆိုင်ကျွန်တော်ဒီမှာခွန်တလေးဆိုတဲ့ကဏ္ဍနော်ခွန်တလေးဆိုတဲ့ဒီကဏ္ဍဒီနော်ကျွန်တော်ဒီမှာရှေ့ဆုံးကရှိတဲ့ကျွန်တော်တို့သူ့ရဲ့ရှေ့ကပေါ့နော်102ဆိုတဲ့ကဏ္ဍကနံပါတ်1ဒီဒီနံပါတ်1ပေါ့နော်ဒီနံပါတ်1ဒီဒီနှလုံးပေါင်းခြင်းနော်ခွာပေါင်းခြင်းတဲ့ဆိုပြီးတော့ကျွန်တော်တို့ကြားတယ်နော်ခွာပေါင်းခြင်းတဲ့ဆိုပြီးတော့ကြားတယ်နော်ဟုတ်ပြီ တတိကျွန်တော်တို့သူ့ရဲ့နောက်မှာခွာပေါင်းခြင်းခွန်လေးဆိုတဲ့ကျွန်တော်တို့နံပါတ်1ကိုကျွန်တော်တို့ရိုက်တယ်ပေါ့နော်ဟုတ်ပြီတပင်2ပင်3ပင်နော်3ပင်ခြားပြီးရဲ့နောက်မှာကျွန်တော်ဒီမှာ2 6 1ဆိုတဲ့ကဏ္ဍကိုတွေ့ရမှာဖြစ်တယ်နော်2 6 1 2 6 1ဆိုတဲ့ကဏ္ဍစီကျွန်တော်တို့ရှေ့ကဒီနံပါတ်3ကိုယူမယ်ဒီ3ဒီကျွန်တော်တို့ဒီမှာခွာပေါင်းခြင်း3ဆိုပြီးတော့2 1နော်2 1ပေါင်းခြင်းနံပါတ်3နံပါတ်3ဆိုပြီးတော့ကြာပါတယ် နော်ဒါကြောင့်1 2 3เนาะကျွန်တော်အပင်ရေဒီလိုပဲ1 2 3เนาะ3ဆိုရင် ကျွန်တော်ဒီအပင်မှာသွားပြီးတော့ကြာအောင်เนาะဒီအပင်မှာသွားကြာအောင်ဆိုတော့ကျွန်တော်ဒီမှာရှိနေတာဒီနံပါတ်ဘယ်လောက်လဲနံပါတ်မှာ5ဖြစ်တယ်เนาะ5ဆိုရင်ခွာ5ဖြစ်ရမယ်เนาะခွာ5ဟုတ်ပြီကျွန်တော်ဒီဘက်မှာခြာရေးပြထားမယ်เนาะခွာပေါင်းခြင်းကျွန်တော်တို့5เนาะခွာ5ခွာ5ရပြီဆိုရင်ကျွန်တော်တို့ဒီမှာ ဘာထပ်ပြီးတော့ယူမလဲဆိုတော့နောက်ထပ်ကျွန်တော် color လေးထပ်ပြီးတော့ change မယ်ပေါ့နော် color လေးကကျွန်တော်တို့ဒီမှာတပင်ချားမှာပေါ့နော်ကျွန်တော်ဒီ quad တက်မကြခင်တပင်ချားမှာတက်၄၃ကိုချားပြီးတော့ကျွန်တော်ဒီမှာ၃နှစ်ဆိုတော့ဒီကနေ့နှလုံးเนาะ၃နှစ်ဆိုတော့ကျွန်တော်တို့ဒီကနေ့နှလုံးပေါင်းခြင်း number 5တီเนาะဒီ၃ရဲ့ကျွန်တော်ဒီ2ရဲ့ပေါ့နော်ပေါင်းခြင်း number 5တီဒီလိုနောက်နှလုံးပေါင်းခြင်း5ကိုဖြစ်ပါတယ်เนาะနောက်နှလုံးပေါင်းခြင်း နံပါတ်5เนาะကိုယ်နည်းနည်းထပ်တော့ချဲလိုက်ပဲဗျာဟုတ်ကဲ့နည်းလေးဝါးသွားရင်လည်းတီခံပါဘောเนาะโอเคတချို့ကလည်းမမြင်ရလို့ဆိုတော့ဘောเนาะကျွန်တော်ကပုံကနည်းနည်းလေးစုံနေတယ်ဘောเนาะโอเคဟုတ်ပြီเนาะဒါဆိုရင်တပင်ချားမှာရှိတဲ့၃နှစ်ပေါင်းခြင်းနံပါတ်5ဒီတပင်ချားမှာကျွန်တော်တို့၄တက်ဆိုတော့နောင်နောင်လုံးပေါင်းခြင်း5ကိုဖြစ်တယ်ဒီမှာလဲကျွန်တော်တို့တပင်ချားမှာသွားကြည့်မယ်9 5ဆိုတဲ့ခဏလေးချားပြည်တဲ့နောက်မှာကျွန်တော်တို့ဒီမှာ6 1ဆိုတဲ့ဒီနှလုံးပေါင်းခြင်းเนา 6ရက်7ရက်ပေါင်းခြင်းနံပါတ်ဒီဘယ်လောက်ဖြစ်မလဲနံပါတ်ခွန်ဖြစ်ပါတယ်เนาะခွန်ဒီလဲဒီမှာတပင်းချပြီးတော့ကျွန်တော်နောက်နှလုံးပေါင်းခြင်းခွန်ဆိုပြီးတော့6တက်ပေါင်းခြင်းနံပါတ်ခွန်ကိုရိုက်တယ်เนาะဒါဆိုရင်ဒီအပြင်မှာကျွန်တော်တို့လိုချင်တာဖြစ်တယ်တပင်းချပြီးတော့ကျွန်တော်တို့ကြည့်လိုက်မယ်ဒီနှလုံးပေါင်းခြင်းဒီဘယ်လောက်ဖြစ်မလဲ2 8ဆိုတော့ပေါင်းခြင်းနံပါတ်ဒီနံပါတ်မှာကျွန်တော်တို့3ညဖြစ်တယ်เนาะ3ညဖြစ်တဲ့အတွက်ဒီနှလုံးပေါင်းခြင်းဒီနောက်နှလုံးပေါင်းခြင်းဒီကျွန်တော်တို့3ညဖြစ်ရမယ်เนาะ နောက်ပေါင်းเนาะခွာက9နောက်ပေါင်း9ကျွန်တော်တို့3ညเนาะ3ညဆိုတော့ကျွန်တော်တို့ဒါဒီမာတင်ကဏ္ဍထုတ်လို့ရပြီပေါ့เนาะကဏ္ဍထုတ်လို့ရပြီဖြစ်တဲ့အတွက်ကျွန်တော်တို့မထုတ်ခင်မှာကျွန်တော်တို့ break လေးတစ်ချက်အရင်ကြည့်ပါမယ်เนาะ break ဒီကျွန်တော်တို့ဒီမှာเนาะ okay break ကကျွန်တော်ပြီးမှပဲပြလိုက်တော့မယ်ပေါ့เนาะဒီကောင်းနဲ့ပဲကျွန်တော်အရင်ခဏထုတ်လိုက်မယ်ခဏထုတ်ပြီးတော့ဒီမှာရေးပြမယ်ခွာ9ဆိုတော့ကျွန်တော်3ညကနေစပြီးတော့ထုတ်ကြည့်လိုက်မယ်เนาะ3ညเนาะ ၃ညဆိုရင်ခွာ၅ဖြစ်တဲ့အတွက်၅ဖြစ်မယ်ပြီးရင်၁ဆိုရင်ကျွန်တော်တို့၄ဖြစ်မယ်၂ဆိုရင်ကျွန်တော်တို့၃ဖြစ်မယ်เนาะ၂ဆိုရင်၃၃ဆိုရင်ကျွန်တော်တို့ပါလာမလဲ၂လာမယ်เนาะပြီးရင်၄ဆိုရင်ပါလာမလဲနံပါတ်၁ဆိုပြီးလာမယ်เนาะ၄၁ပေါ့เนาะဒါဆိုရင်ဒီဘက်မှာထပ်ပြီးတော့ရေးမယ်ပေါ့เนาะဒီဘက်၅ခွဲပြေးသွားပြီဆိုတော့၅ဆိုရင်ကျွန်တော်တို့ခွာ၅ဖြစ်တဲ့အတွက်ကျွန်တော်တို့၃ညပါ ပြီးရင်6ဆိုရင်ဘာလာမလဲ9လာပါမယ်เนาะ6ဆိုရင်9ကျွန်တော်တို့ခွန်ဆိုရင်နံပါတ်8ပေါ့เนาะ8ဆိုရင်ပြောင်းမြန်မယ်နံပါတ်9เนาะ8ဆိုရင်ခွန်9ဆိုရင်ဘာလာလာမလဲနံပါတ်6ဒါဆိုရင်ခွာ9လေးကကျွန်တော်တို့ပြီးသွားပြီပေါ့เนาะခွာ9ကပြီးသွားတဲ့နောက်မှာသူကနောက်ပေါင်းဒီဘယ်လောက်လဲနောက်ပေါင်းဒီ3ညနော်ဒီမှာ3ညဖြစ်ဖို့အတွက်ဒီမှာ9ထည့်မယ်။ဒါနောက်ပေါင်း3ညနော်။ပြီးရင်ဒီမှာ6ထည့်မယ်။ နော်ဒီမှာခွန်ထည့်မယ်နော်ခွန်သုံးရှင်းနှစ်ကိုတက်နော်ကိုတက်ပြီးရင်တော့ဒီမှာ၅၃ည၃ညပြီးရင်6တက်ပေါ့နော်ပြီးရင်ဒီမှာနှစ်ဒီမှာ3ဒီမှာ၄နော်โอเคကျွန်တော်တို့ခဏငါးတော့ဆယ်ခွဲဒီမှာရသွားပြီပေါ့เนาะရသွားပြီသူကကျွန်တော်တို့ဒီမှာ break ကဘယ်လိုလေးစဉ်းထားလဲပေါ့เนาะကျွန်တော်က break က၃ခုဖမ်းပြီးထားတယ်ဗျာเนาะ ပရိတ်၃ခုဆိုတော့ဘောနော်ဒီမှာကြည့်ကြည့်ရအောင်မယ်ဒီမှာတစ်တုံညာနှစ်ဆိုတော့ဒီကဏ္ဍနော်တစ်တုံညာနှစ်ဆိုတော့ကျွန်တော်ဒီကဏ္ဍလေးဒီဓာတ်ရိုက်ပရိတ်တွေဘောနော်ကျွန်တော်ယူလိုက်တယ်တစ်ပရိတ်၃မဟုတ်တုံညာပရိတ်၃မဟုတ်နှစ်ပရိတ်နော်နောက်မှာကျွန်တော်တို့ထွက်သွားတဲ့ကဏ္ဍဒီဘာပရိတ်ဖြစ်လဲကျွန်တော်တို့ခွန်တလေးဆိုတော့ကျွန်တော်နှစ်ပရိတ်နော်ဒီမှာနှစ်ပရိတ်နော်ဒီနှစ်ပရိတ်ဆင်းသွားတယ်သူ့လိုပဲဒီမှာဘောနော်တပင်းနှစ်ပင်းသုံးပင်း အပေါ်မှာကျွန်တော်တို့3 9 1ဒီထိုက်ရိုက် break ဖြစ်တယ်နော်3 9 1ထိုက်ရိုက် break 3 9 1ထိုက်ရိုက် break မှာကျွန်တော်တို့ဘာထွက်သွားလဲ2 6 1ဆိုတော့6 break နော်ဒီ6 break လေးထွက်သွားတယ်နော်ဒါဆိုရင်ကျွန်တော်ဒီမှာကနော်5 9 3ဒီကျွန်တော်တို့ဒါ break အနေနဲ့ ဆင်းရမယ်ပေါ့နော်5 9 3ပြည့်တိကျွန်တော်တင်ထိုးပါမယ်ဒါဆိုရင်ဒီထဲမှာကျွန်တော်တို့ခုနထုတ်ထားတဲ့ခန်းန်း10ခွက်ကျွန်တော်တို့ကြည့်ပါမယ်နော်5 9 3ပြည့်နော်5 9 3ပြည့်ဒီမှာ5ပြည့်နော်ဒီမှာက9ပြည့်နော်ပြီးရင်3ပြည့်ကဘယ်မှာဖြစ်မလဲအာဒီမှာနော်3 8နှစ်ဆိုတော့ကျွန်တော်တို့3ပြည့်ဒီ3ခွက်ဒီကျွန်တော်တို့ဒါတင်ပြီးတော့ကစားရမယ် အဲကစားကွက်တွေဖြစ်တယ်ပေါ့နော်။ Okay ပါဒီမူလေးချက်တဲ့ငွေချင်းတွေကတော့ဒါယူသုံးလို့ရပါတယ်ဗျာနော်။ကျွန်တော်တို့ဒီခွာပေါင်းကနောက်ပေါင်း၃ရက်နော်။ကျွန်တော်အစားဆုံး run through လေးပြန်ပြီးတော့ပြပါမယ်နော်။ပြပါမယ်ဆိုတော့ကျွန်တော်တို့ဒီမှာရှိနေတဲ့နော်ဒီကနေစပြမယ်ပေါ့နော်။ဒီနံပါတ်၁ဒီကျွန်တော်တို့ခွာပေါင်းချင်းတစ်ကိုဖြစ်တယ်။တပင်းတပင်း၃ပင်၃ပင် အထက်မှာကျွန်တော်တို့ဒီ3ဒီသူ့ရဲ့နောက်မှာကျွန်တော်တို့ခွာပေါင်းခြင်း3လို့ရိုက်တယ်เนาะတပင်နှစ်ပင်3ပင်ဒီမှာကျွန်တော်တို့5ဆိုတဲ့ကဏ္ဍရှိနေတာဖြစ်တဲ့အတွက်ဒီမှာခွာ5เนาะခွာ5ရတာတည်သွားပြီဒီလိုမကြခင်မှာတပင်ချားပြီးတော့3နှစ်နှလုံးပေါင်းခြင်း5ဒီကျွန်တော်တို့ဒီမှာနှလုံးပေါင်းခြင်းနောက်ပေါင်း5ဆိုပြီးတော့1 4ဆိုပြီးတော့ရိုက်ပါတယ်ဒီလိုပဲကျွန်တော်တို့ဒီဟာမကြခင်မှာ6 1ဆိုတဲ့ကျွန်တော်တို့ကဏ္ဍနှလုံးပေါင်းခြင်းနံပါတ်9ဒီတပင်ချားပြီးတော့6 1ဆိုပြီးတော့ပေါ့နော် နှလုံးပေါင်းခြင်းခွန်ဒီခွန်လို့ထပ်ပြီးတော့ရိုက်တယ်ပေါ့နော်ဒီတော့ကြဒီမှာတပင်ချားပြီးတော့ကျွန်တော်နှစ်ရှစ်ဆိုတဲ့ခဏန်းဒီကျွန်တော်တို့ပေါင်းခြင်း၃ညဖြစ်တဲ့အတွက်နောက်ပေါင်း၃ညနော်ဒါဆိုရင်ခွန်၅နောက်ပေါင်း၃ညနဲ့ကျွန်တော်တို့ခဏန်းလေးတွေထုတ်လိုက်တာခဏန်း၁၀ခွေရပါတယ်ခဏန်း၁၀ခွေကိုမှကျွန်တော်တို့ break ကတိုက်ရိုက် break ဒီပေါ့နော်ဒီမှာဆို၁၃ညနှစ်တိုက်ရိုက် break မှာကျွန်တော်တို့နှစ် break တွေ့ပါတယ်ဒီမှာက၃ခုတက် break မှာကျွန်တော်တို့၉ break တွေ့တယ်ပေါ့နော် တပင်တီတူကတိုးသွားတာဆိုတော့ကျွန်တော်တို့၅ပရိတ်တီတော့ဒီမှာပို့ပြီးတော့ထိုးခြင်းနဲ့ထိုးလို့ရတယ်၅ကို3ဒိုင်ရိုက်ပရိတ်เนาะ၅ကို3ဒိုင်ရိုက်ပရိတ်ဒီတော့ကျွန်တော်ဒီ3ခွက်ကိုရွေးချယ်ပေးလိုက်ခြင်းဖြစ်ပါတယ်အားလုံးပဲကျေးဇူးအထူးတင်ပါတယ်ကြိုင်နှစ်တင်မှာကစားပါဘိုင်ဘိုင်ပါ